ူကရိန်းရုရှားစစ်ပွဲတွင်မိမိတို့ဘက်ကအမေရိကန်မရက်တီတော့တဲ့အခြေအနေအတွက်ဥရောပအသင်းပြင်ထားရလိမ့်မယ်လို့ပြင်သစ်သမ္မတမက်ခရွန်ကတတိပေးပြီးဥရောပမဟာမိတ်တွေကိုမိမိတို့ရဲ့နျူကလ িয়ার လက်နက်တိုင်းနဲ့ထပ်တိုးကာကွယ်ရေးစဉ်းစားတော့မယ်လို့ပြောပါတယ်ဥရောပအနေနဲ့ကိုကိုရိုင်းရဲ့ကာကွယ်ရေးအင်အားပိုကောင်းလာအောင်လှုံ့ဆော်ရမှာဖြစ်တယ်လို့ယူကရိန်းကိုဆက်လက်ကူညီဖို့လိုအပ်တယ်လို့မက်ခရွန်ကသူ့ရဲ့လူမှုမီဒီယာ channel ကနေတစင်ပြောပါရယ် ဥရောပဟာခဲတဲ့တစ်ခုတည်းကိုရောက်ရှိလာနေပြီးရုရှားအန္တရာယ်ကိုလုံးဝကာကွယ်နိုင်တဲ့အခြေအနေမျိုးရှိနေဖို့ကြိုးပမ်းရမယ်လို့သူကဆိုပါတယ်။ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့မိမိတို့မဟာမိတ်အမေရိကန်ကရည်တည်ချက်ပြောင်းလဲလိုက်ပြီးယူကရိန်းကိုအကူအညီပေးမှုတွေရပ်တန့်လိုက်တာကြောင့်ဖြစ်လာမဲ့အခြေအနေတွေနဲ့ပတ်သက်လို့မရေမရဖြစ်သွားစေတယ်လို့သူကပြောပါတယ်။ ပြင်သစ်အနေနဲ့နေတိုအဖွဲ့အမေရိကန်တို့နဲ့ဆက်လက်လက်တွဲလှုပ်ဆောင်ရအောင်မှာဖြစ်ပေမဲ့ဥရောပအနေနဲ့ကိုပိုင်အင်အားပိုကောင်းလာအောင်တည်ဆောက်လာရမှာဖြစ်ပါတယ်။ကာကွယ်ရေးနဲ့လုံခြုံရေးအပိုင်းမှာဥရောပအနေနဲ့အမိခိုကင်းမှုအရေးကြီးတယ်လို့လည်းဆိုပါတယ်။ယူကရိန်းငြိမ်းချမ်းရေးနိလန့်တွေရှာဖွေဖို့လာမယ့်သတင်းပတ်မှာပါရီကိုလာရောက်ဖို့ဥရောပခေါင်းဆောင်တွေကိုဖိတ်ခေါ်ထားပါတယ်။